ဘုံကြီးចောင်းကိုទွားដាត់ពីလာဘုံကြီးចောင်းကိုទွားដាត់ពីလာလို့មេរថាបាဘောရှင်ဘုရားရေဘုံကြီးចောင်းទွားដាត់ញាបាខက်លុលេဆိုင်កែណែទွားលេយ៉ាដែរកားណែទွားលេយ៉ាលេកုံចောင်းឆောက်ទွားលេយ៉ាយောက်តាភីដាပြောតាមកបោတခါတော့ငါဩဇာတိတ်ကမကြီးမားတဲ့အမျိုးသမီးကြီးတစ်ယောက်ရှိတယ်ဗျ။အဲ့ဒီအမျိုးသမီးကြီးက ဘုံကြီးချောင်းကိုသွားမယ်လဲဆိုတော့သူ့ရဲ့နောက်ပါအချွေရံအတင်းပင်းတွေကဖြီးလိမ်ပြင်ဆင်ပြီးတော့ဝတ်တာစားတာတွေကလည်းပဲမလုံမချုံပါပါလျက်လျက်နေမှာပေါ့ဒီလိုတွေဝတ်စားစင်ရင်လာတော့အဲ့ဒီအမျိုးသမီးကြီးကမြင်တဲ့ခါမှာပြောတယ်မင်းတို့အခုဘယ်ကိုသွားမှာလဲတဲ့ဘုံကြီးချောင်းကိုသွားမှာပါရှင်မလို့ဖြေတယ်ဘုံကြီးချောင်းကိုသွားမယ်ဆိုရင်မင်းတို့အခု ပွထားစားထားတာတွေဖိလိမ့်ပြင်ဆင်ထားတာတွေကိုပြန်ပြီးတော့မှပြင်လိုက်ပါ။ဘုန်းကြီးเจ้าမှာဆရာတော်နဲ့တကွာဦးစင်းငယ်လေးတွေကိုရင်ငယ်လေးတွေရှိတယ်။အဲ့ဒီဦးစင်းငယ်လေးတွေကိုရင်ငယ်လေးတွေဟာပြာဖုံးထားတဲ့မိကြီးကလေးလိုပဲတဲ့။ဗါလေပြာဖုံးထားတဲ့မိကြီးကလေးလိုပဲတဲ့။မှန်တယ်ဗျ။ဘုံဘုံတို့တွေ နော်တခြားဥစဉ်ငယ်လေးတွေကိုရင်ငယ်လေးတွေဟာပြဖုံးထားတဲ့မိကြီးခဲနဲ့တူပါတယ်အပေါ်ယံဒီအတွင်ဒီပြင်နဲ့သင်္ကန်းယုတ်ထားပြင်မဲ့လို့နှလုံးသားကတော့ဟိုကိလေသာတွေနဲ့အများကြီးပြင်းနေနေပါတယ်မြတ်စွာဘုရားရဲ့တရားတော်တွေရှိလို့မို့တရားတော်အသိလေးတွေရှိလို့မို့ငြိမ်ဝတ်နေတာဖြစ်ပါတယ်တကယ်တမ်းကျတော့ပြဖုံးထားတဲ့မိကြီးခဲလို့ပဲအေးမင်းတို့တွေဘုန်းကြီးအကြောင်းကို သွားမယ်ဆိုရင် အဲ့ဒီပြာဖုံးထားတဲ့မြေကြီးခဲတွေနဲ့တွေ့လိမ့်မယ်မင်းတို့အဲ့ဒီပြာတွေကိုဆွပြီးတော့မှမီးလောင်အောင်မလုပ်ပါနဲ့မင်းတို့တွေအကူဝတ်ထားစားထားဖီလိန်ပြင်ဆင်ထားတာတွေကို ပြန်ပြီးတော့မှပြင်ဆင်လိုက်ပါလို့ပြောပါတယ်ဒါတိတ်မှန်ပါတယ်အဲ့တော့ဘုံကြီးចောင်းကိုသွားမယ်ဆိုရင်ဖီလိန်နာပြင်စင်နာတွေဝတ်စားစင်နာတွေကို ပြန်ပြီးတော့မှပြုတ်ပြင်ပြီးတော့သွားတင်ပါတယ်။အဲခမောင်တိုးရဲ့တချင်းလေးတော့ပေါ့ ရိုးရိုးလေးသာဝတ်ခဲ့ပါအေးများလို့တဲ့ကျင်လေရာလူလောကမှာပူမီးနဲ့တူလှောက်ရှားယုံကန်ဟန်လုတ်ပြုံးရခြင်းတွေလူလောကမှာတော့အပူမီးတွေနဲ့နေကြတာဖြစ်တဲ့အတွက်ဘလို့ပဲဝို့ဘလို့ပဲဆာဆာကိစ္စမရှိပေမဲ့လို့ဘုံကြီးเจ้าကိုသွားတဲ့အခါမှာတော့ဘုံကြီးเจ้าဆိုတာဝိဝေကဒုက္ခတိတ်ဆိတ်ငြိမ်တမ်းမှုကိုနစ်သက်တဲ့နေရာမို့လို့ဘုံကြီးเจ้าကိုသွားတဲ့အခါမှာ ကိုယ့်ရဲ့ဝတ်ပုံစားပုံနေပုံထိုင်ပုံဖီလင်းပြင်ဆင်တာတဲ့အကုန်လုံးကို ပြင်ဆင်ပြီးတော့မှသွားတက်မှသွားတက်ပါတယ်။အဲကြောင့်မြတ်စွာဘုရားကလည်းပဲချက်ပါသီလာထဲမှာပန်းပန်ခြင်းနန္တာလိန်ခြင်းအတင့်အသေးပြင်ဆင်ခြင်းတွေဒါတွေမလုပ်ဖို့မြတ်စွာဘုရားကမာထားပိသားဖြစ်ပါတယ်။ဘာဖြစ်လို့လဲ။အခုလိုမျိုးမိကိုသွားဆွမိမှာဆိုလို့ဖြစ်ပါတယ်။ဘုံမုံတို့ဘုရားလောင်းယတိကြီးရှိပါတယ်။ ဇာတမာပတ်တွေရပြီးတော့မြေရှိုးမိုးပြန်နိုင်တဲ့အထိစွမ်းမိမဲ့လို့နန်းတော်တဲကိုဘရင်ဥယျံနန်းတော်တဲကိုစွန်းစားကြွတဲ့ခါမှာမိဖုရားကြီးရဲ့ပောင်ရင်ခြေစလုံးသားလေးကိုမြင်လဲမြင်ပြီးတော့ပြာဖုံးထားတဲ့เนาะမိကြီးကပေါ့အပုံကြီးဟာလေးတိုက်လို့အကုန်လုံးကိလေသာတိုက်လို့အပုံရွတ်ထွက်သွားပါတယ်။နီးလောင်ရလေးပင့်ဆိုသလိုပေါ့ဗျာ။အဲ့ဒီမှာ စိတ်တွေဘလို့မှထိမ့်မရတော့တဲ့အတွက်အဲ့ဒီဘုရားလောင်းရတိကြီးဟာဒီကိလေသာစိတ်တွေနှိမ့်ဆက်လို့ဒုက္ခရောက်ခဲ့ပြုပါတယ်။ဒါကြောင့်မို့ဘုံကြီးကြောင်သွားတဲ့အခါမှာဘလို့သွားမလဲ။ခဏနေကတချင်းတွေကလို့ပဲယိုယိုလေးတာဝုတ်ခဲ့ပါ။အေးမြလို့တဲ့။အေးအေးမြမြနဲ့ဘုံကြီးကြောင်ကိုသွားကြပါလို့ပြောချင်ပါတယ်။ကျေးဇူးများကြီးတင်ပါတယ်။အားလုံးပဲကြံ့မာချမ်းသာကြပါစေ။